မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာကိုကုလအကူညီပေးရေးစင်ကြံဘင်္ဂလားဒေ့ရှ်လက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်ဘက်ကအငတ်ပြီးကြုံနေရသူတွေထံဘင်္ဂလားဒေ့ရှ်ပိုင်ကတဆင်ကုလသမဂ္ဂကအကူညီပေးရေးစင်ကြံပွင့်ပေါ်ဘင်္ဂလားဒေ့ရှ်ခြားပြတ်အစိုးရကလက်ခံလိုက်ပါတယ် အဖိနှိတ်ခံမုစလင်များစုပါဝင်တဲ့ရိုဟင်ဂျာတပ်တန်းကဘင်္ဂလားဒေ့ရှ်နိုင်ငံကကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်နေကြပြီးအများစုဟာမြန်မာနိုင်ငံမှာ2019စစ်စင်ရေးအပြီးထွက်ပြေးလာသူတွေဖြစ်ပါရေးကုလသမဂ္ဂနဲ့ဘင်္ဂလားဒေ့ရှ်အနေနဲ့ရိုဟင်ဂျာတွေနေရမြန်မာနိုင်ငံကိုပြန်ပို့နိုင်ရည်တည်ငြိမ်တဲ့အခြေအနေတွေဖြစ်စေခြင်းပေမယ့်ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေရဲ့စာတီမြေမှာအရခတ်တတော်အင်းနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေပါတယ်။ မြန်မာနိုင်ငံကရာစုနှစ်တစ်ခုကျော်တွင်အပြင်းထန်ဆုံးကလေးတန်းကန်စားခဲ့ရပြီးငလင်ပြည်ကလွတ်မြောက်လာသူထောင်ပေါင်းများစွာလေးယာယီတဲဒီမာနေထိုင်နေကြသလိုအပြစ်ခံရစဲကြီးညာထားပြီးမဲ့လေစစ်တပ်ကပုံကျဲတိုက်ခိုက်မှုလျှော်နေမသွားပါဘူးကျွန်တော်တို့ရဲ့သဘောထားကရခိုင်ပြည်နယ်ကိုကုလသမဂ္ဂဦးဆောင်တဲ့လူသားချင်းစာနာမှုအကူအညီပေးတင်ပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကတင်ယူပို့ဆောင်ရေးထောက်ပံ့ပေးဖို့ဆင်ရထပ်တန်ပါတယ်လို့ဂျာပြန့်အစိုးရရဲ့ရိုဟင်ဂျာအရေးဆိုင်ရာအကြံပေးခါလီလာယာမန်ကသတင်းဌာနကိုပြောပါတယ်ကုလသမဂ္ဂ ခိုင်းရဲ့ဒီလူသားချင်းစာနာမှုအကူအညီကရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက်အထောက်အကူဖြစ်စေပြီးဒုက္ခသည်တွေပြန်နိုင်ဖို့အခြေအနေဖန်တီးပေးနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းလည်းသူကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂနဲ့အခြားသက်ဆိုင်သူတွေနဲ့ဆွေးနွေးရလို့လည်းဆိုပါရယ်ပြီးခဲ့တဲ့မလကကုလသမဂ္ဂအတွင်ရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်မင်္ဂလာဒေ့ရှ်ကိုတွားရောက်စဉ်ကုလသမဂ္ဂအကူအညီပေးရင်းစင်ကြံဖွင့်ဖို့အဆိုပြုခဲ့တဲ့ပေါ်ဒါကာမှာရှိတဲ့နိုင်ငံရေးသမားတွေကြားဝေဖန်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါသေးတယ် ဘင်္ဂလားဒေ့ရှ်ကိုဖျက်ဆီးခဲ့တဲ့လူသားချင်းစာနာမှုလမ်းကြောင်းကနိုင်ငံရေးလွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်နေကြောင်းဒီကိစ္စကိုကြားပြတ်အစိုးရအနေနဲ့အခြားသူတွေနဲ့ဆွေးနွေးရမယ်လို့အဓိကကြားတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ပါတီအတူရင်းမှုချုပ်ကပြောပါတယ်။နောက်ထပ်တပုတ်အနေနဲ့ကလင်းမြို့နယ်မှာပုံကျဲတိုက်ခိုက်လို့ရှင်ဦးတင်ဆောင်ပြီး30နီးပါးထဏ်ရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလင်းမြို့နယ်တောင်ပိုင်းမှာချင်းရွာချောင်ရွာကို AP 26ရက်နေ့29ရက်မှာပုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီး9ဦးနဲ့အမျိုးသားတောင်းတင်ဆောင်ပြီး နောက်ထပ်28ဦးတရားရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။နှစ်ချောင်း၊နှစ်မြောင်း၊ငါးဖား၊တန်ပိုး၊ချောင်းကွာ၊အောက်ချမ်းသာရွာတွေကိုဝိုင်းတွင်းလီရင်နဲ့ချက်တိုင်းလီရင်တွေတုံပြီးပုံတီ48လုံးကျင်းချခဲ့တယ်လို့ဆိုပါရယ်။ဒီတိုက်ခိုက်မှုတွေကြောင့်နှစ်ချောင်းရွာကအမျိုးသမီး2ဦး၊ငါးဖားရွာကအမျိုးသမီး2ဦး၊တန်ပိုးရွာကအမျိုးသမီး2ဦး၊မျိုးသားတအူးအောင်ချမ်းသာရွာကအမျိုးသမီးတအူးရှစ်စုပေါင်း၈ဦးတိဆောင်ခဲ့ပါရယ်။ ဒါအပြင်နှချောင်းရွာက25ဖားရွာက3ဦးတန်ပုံရွာက4ဦးနဲ့အောင်ချမ်းသာရွာက2ဦးစုစုပေါင်း28ဦးထဏ်ရာရခဲ့ပါတယ်။ကြံနေရွာသူရွာသားတွေလည်းအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့ထိသားခံတောင်းကပြောပါရယ်။ပြည်သူတွေပုံဖို့ခြင်းတွေရောလေချောင်းအကာအကွယ်တွေရောအားလုံးစီမံထားတာဖြစ်တဲ့အတွက်ဒီလောက်ထိခိုက်တာဟာနည်းတယ်လို့တော့ပြောရမယ်။ ဘုံကြီးတွန်းချပုံနဲ့ဒီထက်အများကြီးတည်သွားနိုင်တယ်ဒီထက်အများကြီးထိခိုက်ဒဏ်ရာတွေရနိုင်တယ်အခုလည်းကျွန်တော်တို့ပြည်ပြည်စုံစုံစင်ရင်ကောက်လို့မရတာတွေရှိသေးတယ်ဘာလို့လဲဆိုရင်အဲ့ဒီရွာတွေကဗျလေကြောင်းဘေးလွန်ရာတွေရှောင်တိမ်ပြေးလွှားနေရတာတွေရှိသေးတယ်ထိခိုက်ဒေဆုံသူတွေကအရက်သားတွေကြီးဖြစ်တယ်လို့သူကပြောပါတယ်ဒီတက်ခိုင်းမှုကြောင့်အသက်လူပြီးအိုးအိမ်ဆုံးခွာထွက်ပြေးရတဲ့အရက်သားကတသောင်းနီးပါးရှိတယ်လို့ဒီသားကန်နီကပြောပါတယ်ဌာနေပတ်သက်လို့စစ်ကောင်စီဘက်ကတရင်ထုတ်ပြန်တာမရှိသလိုစစ်ကောင်စီပြောခွင့်ရသူဘူဂျုံစောမင်းထုံးကိုတရင်ဌာန ာကဆက်သွယ်ခဲ့ပြီးမဲ့အကြောင်းမပြန်ပါဘူးစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်ခေါမြမမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA နဲ့အပြည့်ရဲ့သဘောတူညီချက်ယူပြီးနောက်မှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေထိန်းချုပ်တဲ့စစ်ကိုင်းနဲ့မန္တလေးတိုင်းတွေကိုပုံကျဲတိုက်ခိုက်မှုတွေပိုပြီးလှုပ်ဆောင်လာတာပါ တဖက်မှာအပြင်းရပ်ပြီးကြံတဖက်ကိုတိုက်ခိုက်မှုတွေတုံ့ပြန်တာကစစ်ကောင်စီရဲ့ပြူဟာတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရသူဦးနေဖုံလက်ကထောက်ပြပါရယ်စစ်ကောင်စီတပ်နဲ့ဒိုင်းသားလက်နက်ကိုင်တွေကြားသဘောတူညီချက်ယူတာကတော်လိုင်းအတွက်အနေကြီးရလို့လဲသူကပြောပါရယ်ဒါကတော့စစ်တပ်ရဲ့ပြူဟာပဲတိုင်းငံလုံးအတိုင်းတာနဲ့ကျွန်တော်တို့မစူးစီးထားနိုင်ပင်နေဖီယာမျိုးမျိုးကြောင့်စစ်တပ်ဘက်ကပါသွားတာစစ်တပ်နဲ့ထဆုံတရားသဘောတူညီမှုတွေရရသွားတယ်ဆိုရင်တော့ဒါကျွန်တော်တို့အတွက်အနေကြီးရတော်လိုင်းအတွက်အနေကြီးတဲ့ အနေထားဒီအခြေအနေကိုအားလုံးနားလည်ပြီးတော်လိုင်းအင်အားစုတွေဘက်ကစုစည်းညီညွတ်မှုတစ်ခုကိုခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်ဖို့အင်မတန်မှအရေးကြီးပါတယ်။ငလင်လောက်ခတ်ခဲ့တဲ့မလ28ရက်ကနေ AP 25ရက်နေ့ထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလေးလာပြုစုထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စင်ရည်ရာတလနီပါအတွင်းနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှု225ကြိမ်ဖြစ်ပွားခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာအများဆုံးဖြစ်ပွားခဲ့တာပါ။စကိုင်းတိုင်းမှာ52ကြိမ်နဲ့မန္တလေးတိုင်းမှာ48ကြိမ်ရှိ ိပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေး29ပါဝင်249ဦးသေဆုံးပြီး390တဦးထဏ်ရာရခဲ့ပါတယ်။စကိုင်းတိုင်းမှာ80သေဆုံးပြီး121ဦးထဏ်ရာရခဲ့တယ်လို့မန္တလေးတိုင်းမှာတော့59ဦးသေဆုံးပြီး69ဦးထဏ်ရာရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီစင်းရစစ်ကောင်စီတပ်ဟာနိုင်ငံတော်ဘုံကျဲတိုက်ခိုက်မှုစုစုပေါင်းရဲ့90ရာခိုင်နှုန်းနီးပါးကိုစကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာပြုလုပ်ခဲ့ပြီးတိကျတေဆုံးမှုစုစုပေါင်းရဲ့90ရာခိုင်နှုန်းကျော်ကလည်းဒီဒေတာနှစ်ခုအတွင်းမှာဖြစ်ပွားခဲ့တာပ 王。Wow. နောက်ထပ်တစ်ပုတ်အနေနဲ့မလေးရှားရဲ့မြမငင်းချင်ရေးတွန်းအားပေးမှုကိုဒေတာရင်းအိမ်ကြီးချင်းနေထောက်ခံတဲ့ကြောင့်တင်ဆက်ပေးပါမယ်။လူသားချင်းစာနာမှုအကူအညီပေးရင်လှုပ်သားရင်းဘေးကင်းရေးနဲ့မြမပြည်သူတွေအတွက်ငင်းချင်ရေးစောင့်ခြင်းပေးနိုင်ရင်သက်ဆိုင်သူအားလုံးနဲ့တွဲဆုံဆွေးနွေးမှုဆက်လက်ပြုလုပ်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဂျိုးပန်းမှုတွေကိုကမ္ဘောဒီးယားနဲ့စင်ကာပူကထောက်ခံတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကပြောပါရယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနဲ့စင်ကာပူဝန်ကြီးချုပ်လော်ရင်ဝမ်လို့နဲ့ဒေတာရင်းကိစ္စရပ်တွင်ကိုဖုန်းနဲ့ဆွေးနွေးခဲ့တယ်လို့သူကဆိုပါ money စစ်ကောင်စီဥက္ကဋ္ဌပူချုပ်မူကြီးမင်းအောင်လိုင်းအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့နဲ့တွေ့ဆုံခဲ့မှုကိုဝင်ကြီးချုပ်နှောင်းကကြိုးဆိုခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်တွေ့ဆုံမှုကိုမြန်မာနိုင်ငံမှာတာရှင်ခံတော်ငြိမ်းချမ်းရဖို့အရေးပါတဲ့ခြေလှမ်းနေဖြစ်ရှုမြင်ပါတယ်လို့အန်ဝါကလူမှုကွန်ရက်မှာရှင်းသားခဲ့ပါရယ်၎င်းတို့ဟာဒေသဆိုင်ရာကုန်သွယ်မှုအထူးသဖြင့်အမေရိကန်နိုင်ငံရဲ့တံပြန်စည်းချက်ခွန်ကိစ္စကိုဆွေးနွေးခဲ့ပါရယ်တံပြန်စည်းချက်ခွန်ကိစ္စမှာအာဆီယံဖွဲ့ရဲ့ယက်တီချက်ကိုမလေးရှားနိုင်ငံကထုတ်ပေါ်ပြောဆိုခဲ့ပြီးကုန် င်သွင်းရေးမူဝါဒတွေကိုပြန်လည်တုံ့သက်ဖို့အမေရိကန်နိုင်ငံကိုတိုက်တွန်းခဲ့တယ်လို့သူကဆိုပါတယ်ချီချီရင်းနှီးမှုစိတ်ဓာတ်နဲ့အာဆီယံဗဟိုပြုမှုအခြေခံမှုကိုအချိန်ခံပြီးပူရဲကြိုးပမ်းမှုဟာဒေသတွေမှာငြိမ်းချမ်းရေးနဲ့ပြည်သူတွေအတွက်သာယာဝပြောမှုတွေစောင့်ခြင်းပေးဖို့ရှုံချပါတယ်လို့၎င်းကဆိုပါတယ်နောက်ထပ်တပုတ်နေနဲ့အာနာသိမ့်ပြီးနောက်ရခိုင်မှာတည်ဆောင်းသူ969ဦးရှိပြီး452ဦးဖမ်းဆီးခံထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်2021မြန်မာစစ်တပ်ကအာနာသိမ့်ပြီးနောက်ရခိုင်ပြည်နယ်ကလူ ကိုတည်ဆောင်ခဲ့ပြီး452ဦးဖမ်းဆီးခံထားတယ်လို့အမည်နဲ့တကွအတည်ပြုနိုင်ကြောင်းနိုင်ငံရေးအကျဉ်းသားများကကိုကြီးဆောင်ရှောင်ရင်အတင်း AAPP ကမေလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ မြန်မာစစ်တပ်မှာ2021အာဏာသိမ်းပြီးချိန်မှာ2025 EP 30ရည်နှစ်ထိကောက်ယူထားတဲ့စည်ရင်းဖြစ်ကြောင်းလည်း EPP ကဆိုပါတယ်အာဏာသိမ်းပြီးနောက်ပိုင်းသိဆုံးခဲ့ရသူများနဲ့ဖမ်းဆီးခံရသူများစည်ရင်းကို EPP ကတိုင်းနှင့်ပြည်နယ်လိုက်ထုတ်ပြန်ထားပြီးရန်ကုန်နဲ့စကိုင်းတိုင်းကဖမ်းဆီးခံရမှုသိဆုံးမှုများပြားကြောင်းတွေ့ရပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့သိဆုံးခဲ့ရသူတွေမှာ6589ရှိပြီးဖမ်းဆီးခံရသူများမှာ2994ဦးရှိကြောင်း EPP ကထုတ်ပြန်ထားပါတယ်သိဆုံးသူ6500ရ 1989ထဲမှာ23ရာခိုင်နှုန်းကျော်ရှိတဲ့1549မှာအမျိုးသမီးဖြစ်ပြီး17ရာခိုင်နှုန်းကျော်ရှိတဲ့982ဦးမှာကလေးငယ်များဖြစ်ကြောင်းနဲ့31ရာခိုင်နှုန်းကျော်ရှိတဲ့2045ဦးမှာဖမ်းဆီးခံရပြီးတဲ့နောက်တပ်ဖြတ်ခံရသူတွေဖြစ်ပါတယ်။အဆိုပါတည်ဆုံးသူများစီရင်မှာ AAP ကတည်ပြုထားနိုင်တဲ့အရေးအတွက်ဖြစ်ပြီးအတည်ပြုရလိုအပ်နေစေအရေးအတွက်3450မှာတည်ကြားပြုစုထားကြောင်းသိရပါတယ်။ဖမ်းဆီးခံရတဲ့2994ဦးထဲမှာ20ရာခိုင်နှုန်းကျော်သော6030မှာအမျိုးသမီးတွေ ဖြစ်ကြောင်းနဲ့ညခိုင်နှုန်းကျော်ရှိတဲ့600နှစ်ဦးမှာကလေးငယ်တွေဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီဖန်ဆီးခံရမှုတွေထဲမှာအမျိုးသမီး4244ဦးနဲ့ကလေး234ဦးပါဝင်2000 2189ဦးမှာထိန်းသိမ်းချုပ်နှောင်ခံရဆဲဖြစ်ကြောင်း AAPP ကပြောပါတယ်တိဆုံသူအများဆုံးတိုင်းနဲ့ပြည်နယ်စိုင်းရင်ထိန်မှာစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့ပါဝင်ပြီးအောက်ဆုံးမှာနေပြည်တော်အီယာဝတီကရရို့ဖြစ်ပါတယ်ဖန်ဆီးခံရသူအများဆုံးတိုင်းနဲ့ပြည်နယ်စိုင်းရင်ထိန်မှာရှမ်းကုန်းတိုင်းမန္တလေး စကိုင်းတိုင်းနဲ့ပဲခူးတိုင်းတို့ပါဝင်ပြီးအောင်ဆုံးမှာကံရချင်းနေပြည်တော်ရခိုင်နဲ့ကရင်ပြည်နယ်တို့ဖြစ်ပါတယ်အဆိုပါတိတ်ဆောင်းသူတွေနဲ့ဖန်ဆင်းခံရသူတွေမှာအာနာသိန်းစစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ပါစီတွေကြောင့်ဖြစ်တယ်လို့ EPP ကပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်